်မင်္ဂလာပါရှင်ကျွန်မကတော့ဒီဇူလိုင်မှာ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အင်အားပြင်းကလင်ကြောက်ပြိုကျသွားတဲ့စစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဌာနကိုရန်ကုန်ရွှေ့ပြောင်းနေပြီးစစ်ကောင်ဆောင်မွေးရောင်လိုင်းဟာရန်ကုန်မှာရုံထိုင်မှုစီစဉ်နေရလို့နေပြည်တော်စစ်ကောင်စီနဲ့နီးစပ်တဲ့ဝန်ထမ်းတွေစီကနေသိရပါဗျာ။ မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့ရပြင်းကလေးကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကကာဝေးဝင်ကြီးဌာနအပါအဝင်ရုံးဌာနတွေ80ရာခိုင်နှုန်းနီးပါးပြိုကျခဲ့တဲ့အတွက်ရန်ကုန်ကိုပြောင်းရွှေ့ဖို့လုပ်နေရလို့ဆိုပါတယ်။စစ်ကောင်စီရဲ့ကာဝေးဝင်ကြီးဌာနနဲ့အတူနိုင်ငံခြားရေးဝင်ကြီးဌာန၊ပညာရေးဝင်ကြီးဌာန၊စီးပွားရေးနဲ့ကုသရေးဝင်ကြီးဌာနတို့ကိုပါရွှေ့ပြောင်းနေရလို့ပြောပါတယ်။ ကာဝေးဝန်ကြီးဌာနကိုအရှေ့ပိုင်းခရိုင်မရန်ကုန်မြို့နယ်ရှစ်မိုင်စီယုံမှာယာယီရုံးဆိုင်သွားမှာဖြစ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနတို့ကိုအနောက်ပိုင်းခရိုင်မှာရှိတဲ့ဝန်ကြီးဌာနရန်ကုန်ရုံးခွဲမှာပြန်ပြီးရုံးထိုင်ဖွဲ့စည်းဖို့ပြင်ဆင်နေလို့ဆိုပါတယ်ရန်ကုန်မှာစစ်ကောင်းဆောင်ရုံးထိုင်မှုရှိတာကြောင့်လုံခြုံရေးကိုအထူးပြင်ဆင်ထားခိုင်းပြီးတင်းကျပ်တဲ့စစ်ဆေးမှုတွေကြိုတင်ပြင်ဆင်လှုပ်ဆောင်ခိုင်းနိုင်တယ်လို့လည်းသိရပါတယ် မက်စလာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်မှာအများရန်အတွင်းဝင်တယောက်ပါဝင်ဝန်ထမ်းအယောက်20ထက်မနည်းတည်ဆုံခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ငလင်တန်တင့်ခဲ့တဲ့မန္တလေးမြို့လမ်း30 80 80တလမ်းကြားက Golden City အဆောင်ကိုဖြိုချနေရင် April 20ရက်နေ့ညနေ4:00ကရုတ်တရက်ပြိုကျသွားခဲ့ပါတယ်။ တိန်းဆောင်မိပြိုကျလူနီပါဖြစ်နေတဲ့အဲ့ဒီအဆောင်ကိုပြီးခဲ့တဲ့တပတ်ကျော်ကတည်းကမန္တလေးမြို့တော်စီမင်းတာယာရေးကော်မတီမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးဆက်ရန်နေရာတွေနဲ့နေ့တိုင်းဖြိုချနေကြတာပါဧပြီလ20ရက်နေ့မွန်လဲ3နိုင်မှာတရုတ်နိုင်ငံကရှင်းလင်းပညာရှင်ဖွဲ့လဲလာရောက်ကြည့်ရှုခဲ့ပြီးတင့်တော်တဲ့နီလန်းနဲ့ဖြိုဖြတ်ဖို့ဆွေးနွေးခဲ့ကြသေးတယ်လို့စစ်ကောက်စီလက်အောက်ခံမန္တလေးစီပင်ကထုတ်ပြန်ထားပါတယ်။အဆောက်အုံပြုကြရမှာနီးမှရှိတဲ့ကြီးကျက်သူတွေဆက်ရန်နေရာမောင်းနှင်သူတွေဘေးကင်းခဲ့တယ်လို့ဆိုပါတယ်ရှင်။ ကင်ယိုးရဝိဆုံပြေးအလှပြဖက်ရှင်ရှိုးပွဲတစ်ခုကိုထိုင်းနိုင်ငံမဲဆောက်မြို့ဝက်တနာဗီလစ်ရက်ဆော့ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီပွဲကို Naomi and You ကင်ယိုးရဝိဆုံအဖွဲ့ကစီစဉ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ပြအကွင့်ရတော့ကျွန်တော်တို့အကောလုံးပါနော်။ကင်ယိုးလူမျိုးအတွက်လည်းကုန်ပြီ။မျိုးကိုအစားကိုပေါ်ပြတိုင်းပြည်ပြည်အလိုမျိုးပြသတဲ့အတွက်လည်းမမြဝန်သာဖြစ်တယ်ပေါ့နော်။အတွက်ကျွန်တော်တို့ကင်ယိုးဖြစ်တဲ့အတွက်လည်း အတိမတ်ပြပြီနော်ဒီလိုဘုဆိုဒီကျွန်တော်ကရေဝေးရဘုဆိုမှာပါပြဖို့အတွက်လဲပို့ပြီးတော့အဖြစ်များမပြောင်းပြဖို့အတွက်ကျွန်တော်တို့အဓိကလောက်ပြီးတော့ပွဲလေးလောက်တာအတွက်လဲကိုယ်ရတယ်ပေါ့နော်မျိုးဆက်တဲ့ခရင်လူငယ်တွေအနေနဲ့ကိုရိုးရဝတ်စုံကိုနိုင်ငံတကာပုံမှန်သိရှိအောင် ပြတာခွင့်ရတဲ့ပွဲလို့ဆိုနေကြတာပါပြန်ပြောတာပေါ့ဒီလိုပွဲမျိုးတာ first time တက်ဖူးတာအကြီးလိုမျိုး show ပွဲလာတာဒါအရင်ပွဲတွေကမသွားဘူးမအားဘူးကအဲ့လိုအရင်လည်းပြောတယ်ကိုဒီလိုမြင်ရတော့အရင်ကျင်းနှုတ်ကဘာနဲ့မှမလဲနိုင်ဘူးတော့ဒီခံစားချက်ပြအခုလို့ကရင် show ပွဲကိုကရင်လူငယ်တွေမဲဆောက်မှာပြုတ်လုခွင့်ရရှိနေချိန်မှာပဲအာနာသိန်းစစ်တပ်ကဘုံနေကျဲနေတာကြောင့်တဖက်ချမ်းမြမပြည်တွင်းမှာတော့ ဘရင်လူငယ်တွေတေဆုံးတန်ရာရရှိနေကြတာပါငလင်လုံးနေတာတောင်မှစစ်ကောင်စီဘက်ကတော့နေရာတိုင်းကိုဘုံကျင်းနေသေးရလူငယ်တွေအနာဂတ်တွေရှိတဲ့မြန်မာပြည်ထဲမှာရှိနေတဲ့အရာအလုံးကို तू ကအာဘယ်လိုပြောမလဲဘာမှမရှိတော့ရင်တော့ကောင်းတယ်ဆိုတဲ့ပုံစံမျိုး तू လုပ်နေရနော် तू ကလူမျိုးပြောင်းအောင်လုပ်နေရဒီမအလား အခုဟာတခြားနိုင်ငံနဲ့လည်းတိုက်နေရမှာမဟုတ်ဘူးကိုယ့်ရဲ့နိုင်ငံမှာကိုယ့်ရဲ့လူမျိုးကို तू ကလူမျိုးတုံးတက်ဖြတ်နေတာမင်းအောင်လိုင်ကနိုင်ငံကိုအုပ်ချုပ်တဲ့လူကြီးလူကောင်းဆိုလို့ရှိရင်မြန်မာပြည်တိုးတက်အောင်လုပ်ရမှာမဟုတ်ဘူးလားနော် ကိုရဲ့မြမပြည်တိုးတက်မှာလူငယ်ရေအနာဂတ်တွေဖွံ့ဖြိုးတိုးတက်မှာတိုင်းပြည်ရလဲဖွံ့ဖြိုးတိုးတက်မှာလေအခုရဲ့ကိုယ်တိုင်းပြည်ကိုချစ်တာလားကျမဒီနာဒီကနေမေးခွန်းမေးလိုက်ခြင်းနဲ့မဟာလားစီရောက်တယ်ဆိုလို့ရှင်ဒီကိုယ်နိုင်ငံကိုယ်တိုင်းပြည်ကိုတိုးတက်အောင်လုပ်နေရလားစိုးရွားအောင်လုပ်နေရလားအဲ့ဒါများဟိုမေးလို့ခြင်းသေးရဲ့လို့နော်မဟာလားဒီပွဲကိုကရင်လူငယ်တွေအပြင်ကရင်မိခင်မော်ဒယ်တွေလည်း ရင်သွေးငယ်လေးနဲ့အတူပါဝင်ဆင်နွှဲကြကြပါရခင်ဗျာကျွန်တော်မောင်တူးပါမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ရေထွက်ကျေးရွာကိုဧပြီလ19ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီတပ်တွေကလေကြောင်းကနေပစ်ခတ်ခဲ့လို့လူဒါဇင်နဲ့ချီစုလိုက်တေဆုံးခဲ့ပြီးနောက်တရက်ဧပြီလ20ရက်နေ့ညနေပိုင်းမှာပဲလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့လို့ဒေသခံတွေကပြောပါရတယ်။ ဧပြီလ19ရက်နေ့တိုက်ခိုက်မှုမှာကလေးငယ်တွေပါဝင်လူ24ယောက်ထပ်မံနေတည်ဆုံးခဲ့ပြီးနိုင်အခမ်းအနားတွေတော့အလုံးစုံမပြုတ်လိုက်နိုင်သေးခင်မှာပဲနောက်တစ်ချိန်လေးချောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ဧပြီလ20ရက်နေ့လေးချောင်းပြစ်ခတ်မှုမှာတပိတ်ချင်းရေထွက်ရွာဒေသခံတွေကတော့ကိုတူကိုထလေးချောင်းရံသတိပေးအတန်ချက်ဆက်တွေနဲ့သတိပေးနေပြီးဘုံခုအချင်းတွေမှာပုံအောင်ခဲ့ကြလို့အထူးကိမရှိခဲ့ဘူးလို့ဒေသခံတူကပြောပါတယ် ။တပိတ်ကျင်းနယ်တဲကိုတော့တိုက်ပွဲမရှိဘဲတကြံတွင်းကာလတစ်လျှောက်လုံးလေကြောင်းတိုက်ခိုက်မှု73ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီးလူ90ထက်မနည်းသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရရှင်။ဒီ VV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဒီဇူလိုင်မှာ